အားလုံးပဲမင်္ဂလာပါအသက်ရှင် weekend sport ကနေတင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါဆရာအဲကျွန်တော်ဒီနေ့မှာတော့ဒီဘက်စနေအတွက်ပေါ့နော်ကျွန်တော်တို့ဒါဆရာအကြိုက်နှစ်ပွဲနဲ့ကျွန်တော်အကြိုက်နှစ်ပွဲเนาะကျွန်တော်အပေးဖို့တင့်နဲ့နှစ်ပွဲစီထုတ်ထားတယ်ဆရာပထမဦးဆုံးအနေနဲ့ဆရာဘယ်ပွဲလေးကျွန်တော်ကတော့လေဘွန်တက်လီစာပွဲစဉ်လေးကနေကျွန်တော်ယူချက်ခြင်းနဲ့ဟုတ်ဆရာ fan fan နဲ့စိန်ဘောလီကနေမှာကျွန်တော်တော့ fan fan ကိုအားပေးခြင်းပါတယ်ဒါတော့မှတော့ဟိုကြားရမှာ fan fan ကဒါ ဟိုဒီပါဘူးကိုကိုပြနေတော့ရှုံနေတယ်ဒီအိမ်ဝင်းမှာရှုံတယ်အိမ်ဝင်းရှုံနေပွဲဆိုတော့အိမ်ဝင်းက၃ပွဲဆက်လောက်ရှုံတယ်အဲ့တော့ပြီးခဲ့နောက်ဆုံးစားလေးပွဲစဉ်ခုနှစ်ကိုပြန်ကြည့်ရတယ်ဆိုရင်ဒါ front back ကအနိုင်ရတာ2-1နဲ့ဒါ front back ကိုနိုင်နေတာကနေ88မိနစ်ကြာမှဒါဗျာဟိုခန်စစ်အားလေးညော့သွားတဲ့အတွက်ကြောင့်သူခြေပါကိုပေးလိုက်အဲ့ပွဲကသူ့အတွက်တကယ်တော့မဖြစ်မနေအနိုင်ယူရမယ်ပွဲဒီပွဲအဲ့ပွဲကိုခြေပါကိုပေးလို့ front back က တူတူတည်ကြသွားတယ်ကြာအနိုင်ယူရမယ့်ပွဲမှာသူအနိုင်ယူနိုင်ခဲ့ဘူးဒါလိမှာသူနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်တဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ညပွဲစဉ်ကတော့သူ့အတွက်တော့နောက်ထပ်အနိုင်ယူဖို့အတွက်အရေးကြီးလာနေပြီနောက်ထပ်တစ်ချက်ကခုနပြောသူချန်ပီယံလိမှာလဲအင်ကွင်းမှာပဲရှုံးထားတဲ့အတွက်ကြောင့်အင်ကွင်း၃ခွဲဆက်ရှုံးတဲ့အနေအထားလည်းဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အနေအထားပုံမှာဒီခုဒီညကသူ့အတွက်အင်ကွင်းတိတ်ခါမဖြစ်မနေပြန်ဆိုင်ရမယ်ပွဲတစ်ပွဲလို့ကျွန်တော်ကတော့ယူဆတယ်ပြီးတော့ဖရန့်ဖတ်ကဒါလီဗာပူးကိုရှုံးတဲ့ပွဲတည်းကိုခဏတာဖရန့်ဖတ်ကကစားပုံလေးကတော့မစိုးလှဘူး ်ဒီကစားပုံမစိုးလောက်သူ့အတွက်ဒီ cancel ပိုင်းလေးကိုဒါတိတိကျကျပြင်ဆင်ကစားနိုင်မယ်ဆိုရင်စိန်ပေါ်လီလိုအသင်းကိုသူမနိုင်စရာအကြောင်းမရှိဘူးတပတ်ကျွန်တော်တို့စိန်ပေါ်လီအသင်းကိုပြောမယ်ဆိုရင်တော့ဒါစိန်ပေါ်လီကရာသီအစသာဟိုတာထွက်နေနေလေးလှလှတယ်လို့ဖြစ်ခဲ့တာထပြီးတော့နောက်ပိုင်းမှာမှသူ့ရဲ့ကစားအာတော်လေးအသီးတလားကြာဆင်းသွားတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့တော့လက်တလောမှာကြာအဲ့လိုကြာဆင်းသွားလို့လေ front back ကစိန်ပေါ်လီကလေးဘွက်ဆက်အရှုံးတွေ့တဲ့အထိကိုကြာဆင်းလာတာအဲ့တော့လက်ရှိမှာ ဟိုအစင်လာရကြည်နေနောက်ဆုံး9ချိန်စလုံးမှာစိန်ဘောလီကို front foot တစ်ချိန်ပဲရှုံးထားတဲ့အနေထားရယ်မဖြစ်မနေအနိုင်လိုအပ်နေတဲ့အနေထားရယ်တိတ်ခါကိုအင်ကွင်းမှာပြန်ဆက်ရမယ်အနေထားလည်းဖြစ်နေတာလေကျွန်တော်တော့ဒီပွဲစဉ်ကဘယ်လိုပဲဖြစ် front foot ကိုပဲအလေးပေးထားရယ် front foot ကိုပဲကျွန်တော်အနာအပေးတင်လို့ကျွန်တော်လို့ယူဆတယ်ဟုတ်ပါဆရာပြီးခဲ့တဲ့ရာသီဖန်မဲ့အိမ်ဝင်းမှာတော့စိတ်မော်လီနေတာတည်တော့ကြောက်ရတယ်เนาะဟိုဆိုတော့ထိတ်တဲတွေ့ဆုံမှုဒီ ဟိုလိပ်ပွဲစဉ်နဲ့2010 2011နဲ့2024 2025ရာသီတွေမှာထိတိုက်တွေ့ဆုံခဲ့တာရှိတယ်။အဲ့ဒီ၄ချိန်မှာတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင် fan back 3ပွဲနိုင်ရင်တပွဲတည်းနဲ့ရှုံးပွဲတော့မရှိခဲ့ဘူးဆရာ။လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်ဆရာပြောသလိုပဲဟိုစိတ်ပေါ်လီကရာသီအစမှာတော်တော်လေးကောင်းတဲ့တဝါတော့မပြခဲ့ရဆိုပေမဲ့လက်ရှိနောက်ဆုံး၄ပွဲမှာသူ့အနေနဲ့ ဟိုတိုက်စစ်ကတကိုးပဲရခဲ့တယ်ဒါကလီဗာပူးဆင်းနဲ့ပွဲအဝေးဝင်ပွဲစဉ်တွေဖြစ်တဲ့ဒီစတူဂတ်နဲ့ပွဲစဉ်မှာဆိုလဲနှစ်ကိုးပြတ်နဲ့ရှုံးခဲ့တယ်ဝါရာပီမျိုးတကိုးပြတ်နဲ့ရှုံးခဲ့တယ်လို့နောက်ဆုံးဒီဟော်ဖန်ရဲ့ပွဲစဉ်မှာဆိုလဲသူပထမပိုင်းမှာဈေးသေးကြခဲ့ပြီးတော့ဒုတိယပိုင်းမှာ၃ကိုးလောက်ထိပေးခဲ့ရတဲ့အခြေအနေထိရောခန်းစစ်ကစိုးတယ်ဟောပြောမယ်ဆိုစိတ်ပေါ်လီရဲ့လက်ရှိကစားဟန်ဆိုရင်သူကပြိုင်ဘက်ကိုဥဆောင်ကိုပေးလိုက်ရပြီဆိုတာနဲ့ သူ့အနေနဲ့ပြန်လိုက်ဖို့ဆိုတာမလွယ်တော့တဲ့ပုံစံမျိုးဖြစ်လာတယ်လက်ရှိနောက်ဆုံး၄ဘွယ်ဆက်ကတော့ရှုံးထားတယ်တစ်ဖက်က fan back ကိုပြန်ကြည့်ပြန်လို့လည်းယာတီဆာမှာတော်တော်လေးထင်ကြီးအမ် fan back ကိုပြန်ကြည့်ပြန်လို့လည်းနော်ကျွန်တော်ဟိုယာတီဆာမှာပြန်ဟိုလောကလုံးကောင်းတဲ့ပုံစံမျိုးမြင်ခဲ့ရပြီနော်လက်ရှိနောက်ဆုံး၄ဘွယ်ဆက်လည်းသူ့အနေနဲ့ပြန်ကြည့်မယ်ဆိုရင်သူလည်းနိုင်ဘွယ်ပျောက်နေရတယ်လို့ပြောရမှာပေါ့နော်ဘာလို့ဆို fan back နဲ့တစ်ဘွယ်ပဲသူနောက်ဟိုတူတူကြခဲ့တယ်ဒါလည်းဒီပြီးခဲ့နေ့တော့မှသူခြေပါကိုပြန်ပေးခဲ့ရတာလည်းပါတယ်အိတ်ခွေးဘွယ်တွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဘိုင်ယန်တို့လီဗာပူးတို့ထိတ်တဲ့တွေးဆောင်ခဲ့တာအချောင်းလည်းပါပါလိမ့်မယ်ဟုတ်ကဲ့ တော့အတင်းကောင်းနေသူရှုံးခဲ့တဲ့ပွဲတင်ကတော့ဒီ Union Berlin နဲ့တပွဲပဲပြောတရားရှိရဲ့လက်ရှိအတင်းကြီးရဲ့ဆိုတော့သူတက်ပူကောင်းတဲ့အတင်းနဲ့သူတက်ပူပြီးတော့ပါဝါရှိရဲ့အတင်းမျိုးတွေပေါ့နော်လက်ရှိပြန်ကြည့်မယ်ဆိုရင်တော့ဒီ Union Berlin တို့ Bayern တို့ Liverpool တို့ရှုံးခဲ့တဲ့အရှုံးကဒီပွဲတင်မှာခြေဖြတ်သွားမယ်လို့ထင်တယ်ဒါပြီးရင်နောက်လာမယ့်ပွဲတင်ကလည်းဒီ Dortmund နဲ့ Poker Plus ပွဲတင်ရှိရဲ့အတွက်အဲ့ဒီပွဲတင်ကလည်းအိတ်ပွဲအိတ်ကွင်းမှာပဲကစားမှာဆိုတော့ ဒေါမုံနဲ့မတိုင်ခင်သူ့အနေနဲ့ဒီပွဲစဉ်ကနိုင်ပွဲချဖွေဖို့တည်နေလို့ပဲပြောရမှာပေါ့နော်ဆရာကျွန်တော်ဖန်ဘက်ကိုပဲရေးဖန်ဘက်ကိုကျွန်တော်စနေအတွက်ကိုအရင်ဆုံးရွေးချယ်အားပေးလိုက်မယ်နော်ဆရာဒုတိယပွဲအနေနဲ့ဆရာရဲ့ရွေးချယ်အဲဒုတိယအနေနဲ့ကတော့ကျွန်တော်ဒီ Serie A တဲကဟိုဘေးမရှိလို့ပြောလို့ရတယ်နာပိုလီနဲ့အင်တာမီလန်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ခြင်းနဲ့ပေါ့နော်လက်ရှိနာပိုလီနဲ့အင်တာပွဲစဉ်မှာဆိုရင်တော့ ဟိုဒါကစီးရီအတွက်ဒီနှစ်သင်းစလုံးကထိတ်တိုက်တွေ့ဆုံတိုင်းပြန်ဆိုင်မှုပြင်းထန်တယ်လို့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံး၃ဘွဲစလုံးကလည်းတည်ကြခဲ့တာဆိုတော့ဟိုထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံးဒီ၅ဘွဲစလုံးကတော့ဒီနာပိုလီနေနဲ့နိုင်မရခဲ့ဘူးဟို အင်တာမီလန်ကနှစ်ပွဲနိုင်ခဲ့တယ်သုံးပွဲတေးကြခဲ့တယ်ကိုနီရောက်လာပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်နာပိုလီရဲ့အိတ်ဝင်းကစားကတိတိတတ်တတ်ကောင်းလာခဲ့တယ်လို့ပဲမြင်တယ်ဂျာရဲ့ချန်ပီယံလိမ့်မှာတော့ဒီ PSV ကို6-9ဆိုတဲ့အရှက်ရပွဲရုံးနဲ့ရှုံးခဲ့တယ်ဒီမတိုင်ခင်မှာတိုရီနို1-0နဲ့ရှုံးတယ်နောက်ဆုံးနှစ်ပွဲဆက်မှာသူကအဝေးကွင်းနေနေပြီးရှုံးခဲ့တာပေါ့နော်ဒါပေမဲ့အိတ်ဝင်းပွဲတွေမှာပြန်ကြည့်မယ်ဆိုရင်သူကပြိုင်ပွဲတော်တော်လေးကောင်းတဲ့အသေးမျိုးမှာပါတယ်ကျွန်တော်ဟိုခြေစမ်းပွဲမှာပါပေါ့နော်အိတ်ဝင်းပွဲတွေနေနဲ့ပြန်ကြည့်မယ်ဆိုရင်နောက်ဆုံးဒီ 55ဘွဲ့ဆက်တိုက်ဒီကရှုံးဝဲမရှိတာကိုအဲ့ဒီ55ဘွဲ့မှာပြန်ကြည့်မယ်ဆိုရင် तू ကတွင်းကိုမတွင်းနိုင်ခဲ့တဲ့ဘွဲ့တစ်ဘွဲ့မှမရှိရဘူးပြန်ဘက်ကိုတော့မှ तू ကနှစ်ကိုပေးခဲ့ရတဲ့ဘွဲ့တင်ကဒီကျွန်တော်မထင်မှတ်တဲ့အောက်အသင်းမျိုးတွေပေါ့နော်ဥပမာပီဇာလိုလိုမျိုးဂျီနိုအာလိုလိုအသင်းမျိုးတွေကိုပဲ तू ကအဲ့လိုမျိုးပြန်ဘက်ကိုနှစ်ကိုပေးခဲ့ရတာကျန်တဲ့ဘွဲ့တင်မှာ तू ကတကိုးတဲ့ပို့ပေးရတဲ့အလေးထားမျိုးမှမရှိဘူးလက်ရှိဒဏ်ပြဿနာပိုင်းမှာပြန်ကြည့်ပြန်တော့လဲ ဟိုလောက်လောက်ငါးငါးနေနဲ့ထောက်ပြတဲ့ကစားသမားတွေမရှိဘူးနာပိုလီမှာဆိုရင်ကျွန်တော်တို့ဒီ Whiteland တို့ De Bruyne တို့အကုန်ပြန်ပါလာမယ်အနေထားမျိုးမှာဆိုရင်တော့ကျွန်တော်ကတော့အိတ်ကွင်းမှာဒီ Quinty ရဲ့လုံနိုင်စမ်းအောက်ကိုပို့ပြီးတော့ကြိုက်တယ်ပြီးတော့ Inter Milan ကချီဘူးလက်ထက်ပြန်ပြီးတော့အထိုင်ကျလာတယ်ပဲပြောရမှာပေါ့ဆရာ။နိုင်ငံကြီးကပြန်ပြန်ဆက်နေပြန်ဆက်လာတယ်ပေါ့နော်။ဟိုလက်ရှိအနေအထားဆိုရင်ကျွန်တော်တို့ဒီ Inter Milan အနေအထားနောက်ဆုံးဒီငါးဘောဆက်ကအပိတူတွေအတွက်လုံးဝချိန်နှက်စရာမျိုးကြီးပြန်ပြောရှင်နေရတယ်။ပြောရှင်နော်သူ့ကိုအပိမဲ့ဆိုရင်လာပါလာလာငါတို့ဟို အနိုင်ရနေတဲ့ပုံစံမျိုးလက်ရှိကျွန်တော်တို့ဒီအင်တာမီလန်အနေနဲ့လည်းပြိုင်ပွဲတုံးမှာမဆုံးခဲ့တာတော်တော်လေးကြာသွားပြီ။ခုနှစ်ပွဲဆက်လောက်ထိဖြစ်သွားပြီ။အဲ့ဒီထဲမှာမှနောက်ဆုံး၅ပွဲဆက်ကအပိတူတွေကိုပျော်ရွှင်နေတဲ့ပုံစံမျိုးဖြစ်နေရဆိုတော့ကျွန်တော်ဒီပွဲစဉ်တော့အင်တာမီလန်ကိုလက်ရှောင်ကျင်တယ်။အင်တာမီလန်မှာလက်ရှိကတော့ဒီပွဲစဉ်ကတော့မာတီနက်စ်နဲ့ပဲဒီအထောင်ထွက်လာဖို့များတယ်ဗျ။ဒိုင်နာပြဿနာတွေကနှစ်သက်နှစ်ဖက်အတင်းဆုံးတော့တိတ်တော့မရှိပါဘူး။ဒီအင်တာမှာဆိုရင်တော့သူရင်တယောက်ပဲလောက်ပဲထောက်ပြရတဲ့ရှိရဆိုတော့နာပိုလီကောင်းပါလား။ဒါကတော့တကယ်တော့စီးရီရဲ့ဟိုစနေညအတွက် အဓိကပြတ်မှတ်ပွဲကြီးပွဲစဉ်မှာတော့ခုနပြောသလိုနာပိုလီကတောက်ဆိုနောက်ဆုံးသုံးချိန်ဆက်ကတော့တရေကစားနိုင်ကြပဲအင်တာမီလန်ကိုလက်တလုံးမှာလည်းဟိုရှုံးပွဲကစီးရီးအမှာနှစ်ပွဲဆက်တော့ရှုံးနေဆိုတော့အဝေးကွင်းတော့ရှုံးခဲ့တယ်ဖြစ်နေတဲ့အနေအထားမျိုးမှာဘာပဲပြောပြောအင်ကွင်းမှာတော့ဗျာအင်တာကိုပြန်မရှုံးနိုင်တော့ခုနကပြောအင်တာကလည်းဒါနိုင်ပွဲတွေကဆက်နေပြီနောက်ဆုံးစိန်ကယ်လိုက်ဟို4-0နဲ့အဝေးကွင်းနိုင်ခဲ့တဲ့ပွဲစဉ်ကိုတော့ထားလိုက်တော့ဗျာစိန်ကယ်လိုက်အဲ့ပွဲစဉ်ကကြည့်လိုက်တော့စိန်ကယ်လိုက်ကအရင်ဟို တိတိသားကြီးကောင်းနေတဲ့ပုံစံမျိုးမဟုတ်ဘူးအဲ့လိုအနေထားပြီးမှသူတင်းသွားနိုင်တဲ့အနေထားအဲ့တော့ဆိုလိုချင်တာနာပိုလီရဲ့ခန်းစစ်အားကောင်းကစားပုံနဲ့အိမ်ကွင်းခုနပြောသူကစားအားကောင်းမှုနဲ့ပြီးတော့နောက်ဆက်နှစ်ပွဲဆက်လည်းအဝေးကွင်းမှာရှုံးထားတဲ့ဟိုဒဏ်လေးဒဏ်ရာလေးရရှိတဲ့အခါကျဒီဒဏ်ရာကိုကုစားဖို့တော့ဒီပွဲစဉ်ကနာပိုလီက လုံးဝရှုံးခွဲမထွက်နိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်ဗျာနော်အဲပြီးတော့ဒီနေ့မှာဖြစ်ဆက်ပြီးပြောမယ်ဆိုရင်တော့အင်တာမီလန်ကဒီစီးရီးနောက်ဆုံးအဝေးဝင်း73ပွဲမှာဆိုရင်သူ့အနေနဲ့နှစ်ပွဲကလေးရှိရပြီးတိုင်းမှာဂိုးပြန်ပေးရတဲ့ပုံစံမျိုးလေးရှိတယ်လို့နှစ်ပွဲတက်ပို့ပြီးနိုင်ခဲ့တာလည်းမရှိဘူးသူ၃ပွဲသက်မရှုံးခဲ့တော့မှပဲနှစ်ပွဲတည်နေတဲ့တပွဲပဲနိုင်ခဲ့တဲ့အနေအထားမျိုးရှိခဲ့တာဆိုတော့ကျွန်တော်တို့ထင်တယ်ဗျာဆရာနောက်ပိုလီအိတ်ခွေးမှာအနည်းဆုံးတည်ကစားနိုင်တယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့စနေညအတွက်နောက်ထပ်အပိတ်တင်တဲ့အတင်းတွေကတော့ကျွန်တော်နောက်ပိုလီနော်